မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒီ M Tower အပေါ်မှာရှိရဲ24လောက်မှာရှိရဲ Echo မှာသွားစားမှာဖြစ်ပါတယ် Echo က fine dining ပေါ့နော်ဆိုတော့ပုံမှန်တက်နေကြဘက်ကမသွားဘဲနဲ့ဒီဘက်ကနေသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ anniversary ဆိုတော့ကျွန်တော်ရဲ့လူသမီးနဲ့တငယ်ချင်းနဲ့တူတူသွားစားမှာဖြစ်ပါတယ်24လောက်ပေါ့နော်အပေါ်ဆုံးတက်မှာတော့ BF factory ရှိရဲဒါက entrance အဝင်ဒီပါဆိုင်ရဲ့အပြင်အစင်တွေကတော်တော်လေးကိုမိုက်တာပေါ့နော်ဘောက roof တော့ GI feeling ရဲ့ ါမဲ့ air condition ကတော့ဟိုနည်းနည်းပူတယ်ခုလာတော့6နိုင်လောက်ဆိုတော့6နိုင်လောက်ဆိုတော့ဆန်းဆန်းမမီတော့ဘူးငါကတော့ကွာဆန်းဆန်းချင်နေဆိုရင်9နိုင်9နိုင်ခွဲလောက်ဆိုရင်တော့ပြီးတယ်ဒီလည်းဖြစ်ပါတယ် happy anniversary လုံးလေးရှိရအောင် oh nice oh my god minimum spending 343မယ်ဆိုရင်တော့ဒီခန်းကိုတုံးလို့ရပါတော့ဆိုတော့ ring charges extra တက်ပေးရမှာလို့ ဒီဘက်မှာပါ open kitchen မှာနော်။ဟိုမှာ chef only ရှိရဲ။အာဒီမှာဆိုရင်ဟိုမှာ sausage တွေပြီးမှာ wagyu wagyu ပဲ display လုပ်တာ။ရွေးချင်ရွေးလို့ရအောင်လေ။အ dry aged လုပ်တာအမှ Australia Angus တဲ့ line တွေ။ Nice အကောင်နည်းနည်းလေးပူတာကြောင့်အဲ open kitchen ဖြစ်တာကြောင့်လေတဲ့ gastronomy လိုပဲသူကနည်းနည်းလေးပူတယ်အမ်တာဝါရဲ့ central air con ရောက်လာအောင်မသိဘူးပေါ့နော် air con လေးပူအေးနေတော့ပူကောင်းတယ် လန်လန်လန်မာပြည်လန်းအင်းစိန်လန်းဒါလေးကငါးမုံကြောင်မြုပ်တီးမြုပ်တီးဖြူတာဖြစ်ပါလေ ုးရှိတယ်။ Okay. ဒီ jadi bomb မျိုးတွေကိုလည်း miso paste နဲ့ပြန်တုပ်ပြီးတော့ခင်းကြီးဒီဒီပြပြကြတော့ rose spray rose spray နဲ့ပို့ချက်။ဒီပမ်ပိုတီထဲမှာဆိုရင်ဒီ brioche ဒီပမ်ပိုလေးကြိုက်တယ်အာပြင်သစ်ပမ်ပိုနော်ဒါလေးကြိုက်တယ်ပြင်နာကဆာဝါတုပ်ကြိုက်ဒီမှာဒီ topper ဆိုရင်တော်တော်လေး quality ကောင်းနောက်ကဒီ kitchen noise တွေကနည်းနည်းလေးတော့စူတာပါနော်ဟိုကိုကအဲ့လို fine dining ထဲမှာဆိုင်နည်းနည်းလေးတော့အဲ့လိုမျိုး နောက်ဆက်လေးတော့ဖြစ်မယ်ထင်တယ်တကယ်လို့မှကိုကအေးစင်းလေးစားခြင်းနဲ့ဆိုတော့ private room ထဲမှာတော့ air con လည်းပို့အေးတယ်ပို့ပြီးတော့လည်းဟိုအတန်လုံးတာပေါ့နော်နော်ဒါခင်းနေနေရတာနဲ့ rosemary ဆို rosemary ကိုမှဒီ brioche တွေနဲ့စားရတာပိုပြီးကြိုက်ပါလေ။ thaw ဘက်ကို truffle လေးနဲ့ဆိုရင်ပိုပြီးတော့စားကောင်းပါမယ်။ကျွန်တော်စီမံစားတဲ့ရတာလေးကိုတတိယပါလို့ပါ။အေးမြန်မာတွေအကြိုက်နဲ့ပိုအဆင်ပြေတယ်။ဝါရီကတော့ပိုကြိုက်တယ်ပေါ့။ဒါလေးကခရုပ်ပြင်ဖြစ်ပါလေ။ တော့ခရုကင်အောင်မှာပေါ်ကကောင်းချင်းငချိမ့်နဲ့ဂျင်းနဲ့ပေါ့နော်ဘယ်လိုရတာရှိနေလဲပြောင်းသွားပါပြီပြန်လာပါမယ်နာတော့ဟာကိုကြိုက်ရောပြီပါဘူးတုံညက်ချက်တာဒါလာတယ်မင်းဒါလေးကတော့စတတ်တဲ့မှာပါတယ်ဒီအပဒီစနေပေါ့နော်အော်လေခူးကမှသူကဆူဗီမက်တက်နဲ့၃ရက်လောက်ကိုမှလို့ချက်ထားတာပေါ့ မ်စိုးပါကိုစားလို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တင်ခဲ့ချင်တာမကြိုက်ကိုကျော်ကုန်းကြီးနိုင်ပါတယ်လာပါပြီဒါလည်းစတတာပေါ့နော်ဟောဝါကယူဘီးကိုမှအပေါ်ကကာဗီယာနဲ့อืมအများကြီးမျောလင့်ထားတယ်ဒါပေမဲ့အဲဝါကယူဘီးထဲမှာသူကအဲ့ဒီအမ်တပါစကိုဆော့စ်တို့ပါတော့အဲ့အချင်းကြီးအရန်ချင်စူးွားတဲ့ခါမှာဒီဝါကယူရဲ့အချိုးရတာလဲပျောက်သွားတယ်ပြီးတော့ကာဗီယာရဲ့ဒီ အရသာငန်နဲ့အရသာတွေပေါ့အဲ့ဒါလေးတောင်မှပျောက်သွားအချင်းရမ်းစူးသွားပါဘူးနော်ဆိုတော့တကယ်လို့အဲ့ဒီအချင်းလေးတွေကို short ဖို့အတွက်ကို chef on လည်းပြောလိုက်ပါတယ် manager လည်းပြောလိုက်ပါတယ်အဲ့တော့နောက်ကျရင်တော့ပိုကောင်းလာဖို့အများကြီးမျှော်လင့်ပါတယ်ဒါလေးကတော့ duck confit ဖြစ်ပါတယ်ကျွန်တော်ရန်သဘောကြပါတယ်ဒီဘဲကိုကြတော့ဒီတေချာကိုမွေးထားပါဘောနော်ဆိုတော့တေချာ specialize လုပ်ထားတဲ့အတွက်ဒီ duck confit လေးကတော်တော်လေးစားကောင်းပါတယ်သူကနည်းနည်းတော့ chewy ဖြစ်တယ်အာ medium rare ဆိုပေမဲ့ ရိုင်းလည်းမညီဘူးစောက်လည်းကောင်းတယ်ဘောစကင်လည်း crispy နဲ့ဒါပေမဲ့နည်းနည်းတော့ chewy ဖြစ်တာပါနော်ဒါ aqua signature ဖြစ်တဲ့အတွက်စောက်ကိုစားတင်ပါတယ် ဒီ record plan ပေါ့နော်ဒီ lamp chart လေးပဲတပေါ်ကြာတယ်အဲ့တော့တိုးသားအနဲ့မခံနိုင်တဲ့လူညှိနဲ့မကြိုက်တဲ့လူတော့အဆင်ပြေကျွန်တော်ကတော့ဒီ lamp ဆိုရင် တော်တော်လေးကိုတပေါ်ကြာတယ်သူ့အထဲမှာ medium rare နဲ့အဲ့အညီရတာလေးကိုတော်တော်လေးတပေါ်ကြာတယ်ဒါပေမဲ့အဲ့ source ကိုအတူတူပေးတော့တိတပေါ်ကြာဘူးနော်ကိုတက် separate ထည့်ပြီးတော့ပို့စင်ဒါလေးက dry edge လောက်ထားတယ် australia အာ angus beef ပေါ့နော်အဲ့တော့မှာ rib eye rib eye ဆိုတော့နူးညံ့မယ်လို့ထင်တော့ဒါပေမဲ့ तू က dry edge လောက်ထားတဲ့အတွက်သူ့ရဲ့ဒီအထဲက အာနည်းနည်းလေးခြောက်သွားတဲ့အတွက်အရသာပိုပြီး strong ဖြစ်သွားတယ်။နည်းနည်းလေးဟိုတန်တန်မဖြစ်တော့ဘူးပေါ့နော်။နည်းနည်းလေး wide ပြီးတော့ပေါ်က sauce ကိုလည်း spray လုပ်လိုက်လို့ရှိရင်ပိုပြီးစားကောင်းပေါ့နော်။ဒါလေးက chocolate cake ဖြစ်ပါတယ်။အဲဒီ chocolate cake လေးကိုစားရင်လက်ဆောင်ပေးလိုက်ပါတယ်။အာရှိမှမမင်း recommend လေးတွေပြထားတဲ့ဟာလေးအဆင်မပြေတဲ့ဟာလေးချို့ spaghetti မှားတဲ့ဟာလေးရောက်မလာတာ ਨੇ အဲ customer service recovery လုပ်တဲ့နေဒီ chocolate cake လေးကိုလက်ဆောင်ပေးလိုက်ပါတယ်ဒါလေးကလည်းလက်ဆောင်လေးပါဒီပထမတစ်ခုကကျတော့ RAM နဲ့လောက်တာဒီဒုတိယကကျတော့ Z Z CD ရတာလေးပေါ့ထဲအဲ့နှစ်ခုကြိုက်တယ်ဒီတတိယတစ်ခုကကျတော့အာသိမ့်မကြိုက်လေးရအောင်မကြိုက်ကြအောင်စားတယ်ဒါလေးကလွယ်လို့အကုန်ကောင်းပါလေဒါလေးကတော့မကောင်းပါဘူး 没头被埋。<laughs> <laughs>